ထိုင်းဖိုက်မယ်ရီဤဝမ်းနဲ့ဖွယ်ဇလတ်ထိုင်းဖိုက်မယ်ရီဆိုတာဟာမယ်ရီမလန်ဆိုတဲ့အိုင်ယာလန်အမျိုးသမီးတဦးရဲ့နာမည်ပြောင်ပဲဖြစ်ပါတယ်။သူမဟာအမေရိကန်ပြည်အောင်စုမှာချက်ပြုတ်သူအဖြစ် အလုပ်လုပ်ကြခဲ့ပြီးသူ့အလုပ်နေရာအများစုမှာထိုင်းဖိုက် ဖီဘာဆိုတဲ့ကူးစက်မှုဖြစ်ပွားခဲ့တာပါအံ့ဩဖွယ်အချက်ကတော့မယ်ရီကိုရိုင်းကတော့ဘာယောဂါမှာကူးစက်ခဲ့ခြင်းမရှိပါဘူးသူမချက်ပြုတ်တဲ့အစားအစာများမှတဆင်ကူးစက်ခဲ့ပြီးသူမအလုပ်လုပ်ခဲ့တဲ့မိသားစုတွေလည်းတိတ်ဆုံးတဲ့အထိဖြစ်ပွားခဲ့ပါတယ် နောက်ပိုင်းဆရာဝန်တွေကသူမကိုယောဂပိုဖြန့်ဝေသူလို့သတ်မှတ်ခဲ့ပြီးလူအများနဲ့ဆက်ဆံခွင့်မရှိအောင်တီးတန့်ပိတ်နေရာတခုမှာနေခိုင်းခဲ့ပါတယ်။၃နှစ်ကြာပြီးနောက်ထမင်းချက်ပြန်မလုပ်ရဘူးဆိုပြီးကတိပေးပြီးနောက်သူမကို ပြန်လွှတ်ပေးခဲ့ပါတယ်။နောက်ပြီးမယ်ရီဟာနာမည်ပြောင်းပြီးထမင်းချက်အလုပ်ကိုလွှတ်ဝတ်စွာပြန်လုပ်ခဲ့ပါတယ်။ 1935ခုနှစ်မှာသူမအလုပ်လုပ်တဲ့ဆေးရုံတစ်ခုမှာ typhoid ရောဂါအကြီးအကျယ်ထပ်မံဖြစ်ခဲ့ပြီးလူအများသေဆုံးခဲ့ပြန်ပါတယ်။တို့အကအာနာပိုင်တွေကသူမကိုချက်မှန်ဖမ်းဆီးခဲ့ပြီးကျုံးပေါ်ကိုအပီးတိုင်ပြန်ပို့ခဲ့ပါရယ်မယ်ရီဟာသူမပဝရဲ့နောက်ဆုံး23နှစ်တာလုံးကိုထိုကျုံးပေါ်မှာအထီးကျန်စွာကုန်ဆုံးခဲ့ရပြီး1938ခုနှစ်မှာ ကွယ်လွန်ခဲ့ပါရယ်သူမကြောင့်အနည်းဆုံးလူ52ဦးရောဂါကူးစက်ခဲ့ပြီး3ဦးသေဆုံးခဲ့ပ ါတယ်။ Typhi Mary ဆိုတဲ့အမည်ဟာလူအများကိုမသိမသားနဲ့ယောဂပြန့်နှံ့စေခဲ့ပြီးတမိုင်းထဲမှာ အာယုံစိုက်ဖွယ်ကက်ယောဂပြန့်နှံ့မှုအကြောင်းအရာတစ်ခုအနေနဲ့မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုဘ ഹു ဒုတရဖွယ်ရဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလျာ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်။အစုံကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။